မင်္ဂလာပါခင်ဗျရောင်ခစ်တက်ကနေဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့တွေပါဝင်နိုင်ငံတော်ကငါစစ်မှုထမ်းမှုအကျုံးဝင်တဲ့အမျိုးသမီးစရင်တွေကိုပါကောက်ယူနေပြီဖြစ်တယ်လို့အမျိုးသမီးတွေကိုစစ်မှုထမ်းမှုခေါ်ယူမဲ့ကိစ္စကြောင့် UMSCCI ကပါဆက်ရုံအလုံယုံတွေမထိတ်ကိုက်အောင်ကြိုတင်ပြင်ဆင်တာတွေလုပ်လာနေပြီဆိုပါတယ်အချင်းပြည်နယ်မုံမောင်မျိုးကအချမ်းဖတ်စစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ခတ်မရ၄၃ခုတရင်ကို ကဲဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတက်တွေကအပိသက်တိုက်ကြိုက်တိမ့်ပိုက်မှုအတွင်းစေကောင်းစီတတအယောက်300ကျော်ဟာအတီးတီးတေကုန်ကြပြီလို့ဖန်စီရမိထားတဲ့စစ်တပ်အရာရှိတအုပ်ကဝန်ခံထွက်ဆိုထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီရဲ့တရင်တပ်ဖွဲ့တွေအပါဝင်နိုင်ငံတော်ကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အမျိုးသမီးစည်ရင်တွေကိုကောက်ယူနေပြီဖြစ်တယ်လို့အမျိုးသမီးတွေကိုစစ်မှုထမ်းဖို့ခေါ်ယူမဲ့ကိစ္စကြောင့် UMSCCI ကဘာဆက်ရုံအလုံယုံတွေမထိခိုက်အောင်ကြိုတင်ပြင်ဆင်တာတွေလှုပ်လာနေပြီလို့သိရပါတယ်ဒီရက်ပိုင်းမှာပဲတန်လင်းတက်နေတဲ့မှာဆိုရင်စစ်တပ်မိသားစုစီးရင်တွေကိုစစ်ကောင်စီဘက်ကထပ်မံကောက်ယူတဲ့နေရာမှာလူငယ်တွေအားလုံးမိန်းကလေးတွေပါစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်တပ်ဘက်ကပြောလာတဲ့အပြင်ထွက်ပြေးလို့လည်းမရတယ်လို့အမျိုးသမီးတွေပါစစ်မှုထမ်းဖို့ခေါ်မှဖြစ်တယ်ဆိုပြီးတော့ကိုပြောသွားတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းအခု၅ချိန်မြောက်အနေနဲ့စစ်ကောင်စီကခေါ်ယူမဲ့စစ်မှုထမ်းအပတ်စဉ်မှာ မင်္ဂလိတွေကိုခေါ်ယူมาဖြစ်တယ်ဆိုတဲ့အကြောင်းကို UMCCI ဗဟိုအလုံးမှုဆောင် UA တောင်းဆိုတဲ့သူကကြိုတင်ဆွေးနွေးမှုတွေလုပ်ထားတဲ့အတွက် UMCCI ကလည်းစက်ယုံလုံယုံတွေမှာအမျိုးသမီးအလုံးသမားယောဘာမှုတွေနဲ့ထိခိုက်မှုမရှိအောင်ကြိုတင်ပြင်ဆင်ဓာရီပါလုပ်နေကြတယ်လို့ UMCCI အသင်းချုပ်စီကနေသိရပါတယ်တစ်ဖက်ကစစ်ကောင်စီရဲ့တပ်တွင်းတရင်ရင့်မြစ်တစ်ခုကလည်းလက်ရှိမှာအကြံဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းမှုလူငယ်အမျိုးသားတွေကိုခေါ်ယူတဲ့နေရာမှာလာစဉ်သူတို့အတွက်လူဦးရေလုံလုံလောက်လောက်မရတာကြောင့်အခုနောက်ဆုံး အမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ခေါ်ယူမဲ့အခြေအနေရောက်လာတာဖြစ်တယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကိုတိုင်းကပြောထားပါတယ်။အချမ်းဖတ်စစ်ကောင်စီကတော့အမျိုးသမီးစစ်မှုထမ်းအတွက်အသက်18နှစ်ကနေ28နှစ်အတွင်းလူလွတ်မိန်းကလေးတွေဟာစစ်မှုထမ်းဖို့အကျုံးဝင်တယ်ဆိုပြီးတော့ထုတ်ပြန်ထားခဲ့ပြီလဲဖြစ်ပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ကချင်ပြည်နယ်မုံမောင်မြို့ကအချမ်းဖတ်စစ်ကောင်စီရဲ့နောက်ဆုံးလက်ချံခမရ၄၃ခုတရင်ကို GI ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စေကောင်းစီတက်တာအယောက်300ကျော်ဟာအသီးသီးသိကုန်ကြပြီလို့ဖန်စီရမိထားတဲ့စစ်တပ်အရာရှိတဦးကဝန်ခံထွက်ဆိုထားတဲ့အကြောင်း KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။အဲ့ဒီမိုးမောင်မျိုးကနောက်ဆုံးကြံနေတဲ့စေကောင်းစီရဲ့ခမရ၄၃ခုတရင်ကိုအောက်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲ KIA ဦးဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကအပိသက်သိမ့်ပိုက်ရရှိသွားတာဖြစ်တယ်လို့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကလည်းအတည်ပြုထားပါသေးတယ်။အဲ့ဒီအကြံဖတ်စေကောင်းစီရဲ့ခမရ၄၃ခုတရင်ကို ကရင်ဦးဆောင်တဲ့မောင်မေပူပေါင်းတက်တွေတိမ့်ပိုင်မှုအတွင်းစစ်ကောင်စီတပ်သားအယောက်300ကျော်ကအသီးသီးတေကုံကြပြီဖြစ်တဲ့အပြင်ဒဏ်ရာရတဲ့စစ်သားတွေဟာလည်းယာနဲ့ချီရှိတယ်လို့အရှင်ဖမ်းဆီးရမိထားတဲ့စစ်တပ်အရာရှိတဦးကဝန်ခံထွက်ဆိုထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီမိုးမောင်မျိုးအခြေဆိုင်စစ်ကောင်စီရဲ့ခမရ430တက်ရင်ကနေလက်နက်ခဲယမ်းတွေလည်းအမြောက်အမြားရရှိထားပြီးကားတွေနဲ့တဲထုတ်လို့ကိုမပြီးသေးဘူးလို့ KIA သတင်းရင်းမြစ်ကပြောထားပါသေးတယ်။လက်ရှိမှာတော့ မိုးမောင်မြို့အတွက်နောက်ဆုံးကြံနေတဲ့အဲ့ဒီအချမ်းဖက်စစ်ကောင်စီရဲ့ခမရ439ကိုကရင်ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သိမ့်ပိုက်ရရှိသွားပြီဖြစ်တဲ့အတွက်မိုးမောင်မြို့နယ်မှာစစ်ကောင်စီကင်းစင်သွားပြီဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့တောင်သာမြို့နယ်မှာရှိတဲ့နတ်ဆောက်ချေရွာစစ်တပ်ဂိတ်စခန်းကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မိရှို့ရှင်းလင်းပြီးတဲ့နောက်တိုက်ပွဲတွေဆက်လက်ပြင်းထန်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကုန်လုံးကစင်ကလျားနဲ့ထွက်ပြေးကုန်ကြတယ်လို့မြန်ညာခဲအမှတ်သုံးတက်ရင်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဩဂုတ်လ18ရက်နေ့ကပဲတောင်တာမြို့နယ်နှက်ဆောက်ဂျေးဝါကအကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲတွေစခန်းချထားတဲ့ဂိတ်စခန်းကနေစစ်ကောင်စီတပ်ဖွဲ့တွေအကုန်လုံးဟာမြို့နယ်အတွင်းစစ်ရေးအရှိန်မြင့်လာတဲ့အချိန်မှာပဲသူတို့ရဲ့စခန်းကိုစွန့်ပြီးထွက်ပြေးသွားကြတဲ့အတွက်ဒေါ်လိုင်းပူပေါင်းတပ်တွေကအဲ့ဒီစစ်တပ်ဂိတ်စခန်းကိုမိရှုရှင်းလိုက်တယ်ဆိုပါတယ်။အဲ့ဒီနောက် တောင်သားမြို့စကြန်းကျေးရွာတောင်ပတ်မှာရှိတဲ့စစ်ကောင်းစီတပ်သားတွေနဲ့ရဲတွေကိုတော်လိုင်းပူပေါင်းတက်တွေကဆက်လက်တိုက်ခိုက်တဲ့အချိန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်အဲ့ဒီမှာလဲစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေဟာကစင့်ကလျားနဲ့ထပ်ပြီးထွက်ပြေးကုန်ကြသလိုသူတို့ကြံခဲ့တဲ့ခဲရန်တွေနဲ့ငွေကျပ်9000ကိုပါတော်လိုင်းတက်တွေကတင်းစီရရှိထားတယ်လို့မြင်းညံခဲအမှတ်3တက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိမှာတော့မန္တလေးတိုင်းအတွင်းမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတက်တွေကရှမ်းမန်းစစ်စင်ရေးအဖြစ်ပေါ်ဆောင်နေတဲ့အချိန်မှာပဲ တပတ်ကမြင်းကျန်နထိုးကြီးတောင်သာမြို့နယ်တွေမှာလေတော်လိုင်းပူပေါင်းတက်တွေကစစ်စင်ရေးတွေကိုအရှိန်ဟုန်နဲ့ပေါ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအခုတခါဘကိုးတိုင်းဘက်မှာတော့အုပ်ဖို့မြို့နယ်မှာအကြံဖက်စစ်ကောင်းစီအတွက်စစ်သားအစ်စ်တွေလိုက်စုနေတဲ့နောက်ကောင်ကြေးရွာကကြည်လွဲအဆောင်နဲ့လက်ပစ်ဘုံကိုအမြဲဆောင်ထားတဲ့အုပ်ချုပ်ရေးမှုအောင်ဝင့်ဆိုတဲ့သူပြည့်ခတ်ရှင်းလင်းခံရပြီပွဲချင်းပြီးကိုသေသွားပြီလို့ PDF တရင်383ညနဲ့တက်ခွက်၄ရက်တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ် ဩဂုတ်16ရက်နေ့ဖြစ်တဲ့မနေ့ကပဲအုပ်ဖို့မြို့နယ်မှာအချမ်းဖက်စစ်ကောင်စီအတွက်စစ်သားအသစ်တွေလိုက်စုနေတဲ့ကြည်လွဲအဆောင်ကိုအမြဲဆောင်ထားသူစေကောင်စီခန့်နှောကုန်းကြေးရွာအုပ်ချုပ်ရေးမှုအောင်ဝင့်ဆိုတဲ့သူကိုတော်လိုင်းရေးတပ်တွေကတနက်နဲ့၃ချက်ပြစ်ခတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီအုပ်ချုပ်ရေးမှုအောင်ဝင့်ဆိုတဲ့သူဟာအချမ်းဖက်စစ်ကောင်စီကိုအမကန်တောက်ခံတဲ့သူဖြစ်တဲ့အပြင်တော်လိုင်းရေးတပ်ဖွဲ့ရဲ့တည်င်းတွေကိုပါအာဂျိုမန်တက်လိုက်လံစုံစမ်းပြီးစစ်တပ်ကိုအကြီးအကျယ်တည်င်းပေးနေတယ်လို့ စကောက်စီအတွက်စစ်သားအစ်တွေကိုပါအတင်းကျပ်လိုက်လံစုဆောင်နေုံနဲ့မကသူ့ကိုသူကြည်လွဲအဆောင်ဆောင်ထားပြီးပြည်သူတွေကိုပါစစ်တပ်အားကိုနေဤမျိုးစုံဖိနှိပ်ချိန်ချောင်းငွေညစ်တောင်းရနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ PDF တရင်383ညာ2တက်ခွဲ4ရတောင်းဝင်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ဘကိုးတိုင်းကဒိုက်ဥအချင်းတော်မှာထောင်ရရှိစန်းရွယ်ဥဆိုတဲ့သူနဲ့ဝန်တန်းတွေက အချင်းသူတွေကိုမတရားအကြမ်းဖက်ရိုက်နှက်မှုကြောင့်နိုင်ငံရေးအချင်းသူတွေထိခိုက်ဒဏ်ရာရထပြီးအသက်အန္တရာယ်နဲ့လုံခြုံရေးအတွက်စိုးရိမ်နေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဘကိုးတိုင်းကဒိုင်ဦးအချင်းထောင်ကိုကြိုင်မျိုးထောင်ကနေပြောင်းရွှေ့လာတဲ့နိုင်ငံရေးအချင်းသူတို့အုပ်ကိုထောင်အရာရှိစန်းတွေဦးဆိုတဲ့သူကသူ့ကိုဂလန်ကစံလုတ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမျိုးသမီးအဆောင်အခန်းထဲမှာတရားဝင်ရောက်အကြမ်းဖက်ရိုက်နှက်မှုကြောင့်တခြားအချင်းသူတွေကပါဝိုင်းဝန်းကန့်ကွက်တဲ့အခါ ထောင်ဝင်တန်းအမျိုးသားတွေရောအမျိုးသမီးတွေရောအယောက်90လောက်နဲ့အချင်းသူတွေကိုရောဘာတုတ်တွေကျင်ဆက်တွေနဲ့ပါအကြမ်းဖက်ဝင်ရောက်ရိုက်နှက်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလိုထောင်ဝင်တန်းတွေရဲ့မတရားအကြမ်းဖက်ရိုက်နှက်မှုတွေကြောင့်နိုင်ငံရေးအချင်းသူတွေပါဝင်အချင်းသူတော်တော်များများထိခိုက်ဒဏ်ရာရထားပြီးအသက်အန္တရာယ်နဲ့လုံခြုံရေးအတွက်ပါစိုးရိမ်နေရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းဦးကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့